ဒီနေ့အောက်တိုဘာ20ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့စကိုင်းတိုင်းခံပတ်မျိုးစီဦးတည်လာတဲ့ခမန်းအင်အား900ကျော်ပါဝင်တဲ့စစ်တပ်စစ်ကြောင်းကကလေးတမူလမ်းပေါ်ကစော်ဘွားရေရှင်ရွာနာရောက်နေပါပြီ။ဒါကြောင့်မရှောင်ရသေးတဲ့ဒေသခံပြည်သူတွေအတွက်အန္တရာယ်များလို့အ мян တိန်ရှောင်ကြဖို့စစ်ရှောင်အရေးကူညီနေသူတွေကပြောပါရရှင်။စကိုင်းတိုင်းဒဇယ်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်တွေတိုက်ပွဲဖြစ်နေပါတယ်။ ီနေ့မနက်ပိုင်း30မြို့အရှိတ်ချမ်းမှာစစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားနေတာကြောင့်တိုက်ပွဲဖြစ်နေတာပါစစ်ကောင်စီတပ်ကကံပလူမြို့နယ်ကနေ30နယ်အရှိတ်ချမ်းကအက်တော်သဲကုံကျေးရွာတွေဘက်ကိုစစ်ရေးလှုပ်ရှားမှုတွေလုပ်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်ရှင်မန္တလေးမြို့စင်ကြေဘုံရက်ကွက်တွေမှာကြားဖြန်သမားတွေစီဘန်းစားအုပ်ရောင်းချခဲ့သူတွေကိုစစ်ကောင်စီကလိုက်လံဖမ်းဆီးနေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလတည်းမန္တလေးမြို့ပသိမ်ကြီးမြို့နယ်ကကျေးရွာတရွာမှာ ငွေ2000ရလို့ဗန်းစာအုပ်လိုက်လုပ်ပေးခဲ့တဲ့ပြည်သူတွေအများပြားဖမ်းကန်လိုက်ရကြောင်းဒေသခံတွေကပြောပါရရှင်။အာဆီယံနဲ့နိုင်ငံတကာအသိုက်အဝန်းအနေနဲ့အာဏာသိမ်းစစ်တပ်ကတစ်ဖက်သက်ခြေလှယ်ကျင်းပမဲ့ရွေးကောက်ပွဲကိုအတိအလင်းဆန့်ကျင်ပေးဖို့လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကတိုက်တွန်းတောင်းဆိုလိုက်ပါရရှင်။